အလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ17ရက်နေ့မှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့စက္ကဆတ်ရဲ့ ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ AI နဲ့သဘောဝဓာတ်ငွေ emoji လို့ခေါ်တယ် emoji ဤကိုနေပြီးတော့ဓာတ်ခတ်ဖို့အတွက်နော်ကျွန်တော်ကိုလှုပ်ရှားမှုတွေရှိလာတယ်နော်ရှိလာတယ်ဆိုတော့ဒီနေ့ကတော့ဆွစ်ဇာလန်နိုင်ငံနော်ဆွစ်ဇာလန်နိုင်ငံကနေပြီးတော့ခုနက emoji ဤကိုစတော့ပိတ်တယ်နော်ဓာတ်ခတ်တယ်နော်ဓာတ်ခတ်တယ်ဆိုတော့ဒီဆွစ်ဇာလန်နိုင်ငံက block အရေးကြီးလဲပေါ့နော်ဆိုတော့ block အရေးကြီးလဲဆိုလို့ရှိရင်ဆွစ်ဇာလန်နိုင်ငံမှာဆိုလို့ရှိရင်ဒီ ban ကနေပြီးတော့ ban စနစ်တွေအပြောင်းအလဲလုပ်တဲ့ဟာကသူတို့ဆက်ဆံရေးရှိတယ်နော်ဒီဆွစ်ဇာလန်နိုင်ငံမှာဆိုတော့အခု emoji ကပိတ်လိုက်တဲ့ခါကျတော့နော်ဝင်ပေါ့တော့ပေါ့ ပိတ်သွားတယ်နော်ဝင်ပေါ်သဘောပိတ်သွားတယ်မာလာအတွက်ဒီရေနဲ့တဲ့သဘောတန်းခွဲမှာနော်ဝင်လာတဲ့နော်ငွေနော်အလွေအပြောင်းမှာဆိုလို့ရှိရင်ပိတ်လိုက်တဲ့ခါကျတော့အဒီကနေပြီးတော့တပေါက်ပိတ်ခံရတဲ့ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာ ဟုတ်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက MNDA เนาะ MNDA ကတော့သူရဲ့မဟာမိတ်ကျတော့အရင်တော့ကတော့ကျွန်တော်တို့ဒီ KIA လို့ပါလို့လဲကဟာမိတ်ပါပဲ DNA LA နဲ့တော့တော်တော်တင်နာမှုရှိတယ်တင်မှမှုရှိတယ်ဆိုတော့အခု MMN MNDA ရဲ့ကျွန်တော်တို့36နှစ်မြောက်ဒီထောင်ချင်းခန်းအနားမှာเนาะ A နဲ့ TNLA ကနေပြီးတော့အဲ့ဒီမှာသုံးလောက်ပို့ပေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့ညီညီနောင်သုံးဖွဲ့ဟာဆိုလို့ရှိရင်ဒစီတစ်လုံးနဲ့ရှိနေတယ်ဆိုတဲ့ဟာကိုနေပြီးတော့ကျွန်တော်တို့ ဒီတမန်တော်ထင်မှာပေါ်ပြထလာကိုတွေ့ရမှာဖြစ်တယ်เนาะဘလော့ပဲရန်ဆိုင်မှုတွေရှေ့ရပါစေเนาะအတူတကွလက်တွေ့ပြီးတော့ကျွန်တော်တို့ရန်ဆိုင်သွားမယ်ဆိုတဲ့ဟာကိုလေဒီတမန်တော်ထင်မှာပေါ်ပြထလာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကရင်ပင်နယ်เนาะကရင်ပင်နယ်ဒီကော့ကရိတ်မြို့နယ်မှာရှိတဲ့ဂျိုင်းတဒါဖုန်းပွဲတစ်ခုကိုလုပ်တယ်အဲ့ဒီမှာကရင်ပင်နယ်ရဲ့ဝန်ကြီးချုပ်စောမြင့်ဦးဆိုတဲ့လူတက်တယ်နော်တက်တယ်အဲ့ဒီအစီအစဉ်မှာလောက်ခင်မှာဒီဖက်တော်လိုင်းရဲ့အဖွဲ့ကနေပြီးတော့ဘုံနဲ့ကျဲတယ်နော်ဘုံနဲ့ကျဲတယ်ဆိုတော့အဲ့ဒီမှာဒီစစ်သား၃ယောက်ဖြေသွားတယ် ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပေကတော့ဒီတဒေါဖွင့်ပွဲမှာဝင်ကြီးချုပ်သွားပြီးတက်တယ်နော်ဝင်ကြီးချုပ်တော့မထီးဘူးဒါပေမဲ့အဲ့ဒီမှာအဆောင်စစ်သားတွေနော်၃ယောက်ကမသားဖြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပေကတော့လုံခြုံမှုသူတို့ဘေးနေရာမှာဘာပဲလုပ်လို့ ဒီဖက်ကလူတွေတိနေတယ်ဆိုတဲ့ဟာကိုတော့တော့အစ်ဖက်ကတော့လုံခြုံရဲမယူနိုင်ဘူးဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်မအလကတက်တွဲမှာပုံကံမှုတွေမှာဖြစ်အောင်ဆိုပြီးမှသွေးခွဲပြီးတော့အုပ်ချုပ်တယ်เนาะအုပ်ချုပ်တယ်အဲ့ဒါကြောင့်ဒီသွေးခွဲပြီးတော့အုပ်ချုပ်တဲ့ဟာကိုအုပ်စုလိုက်ကွေးသွားတယ်တဲ့အခုเนาะအဲ့ဒီအုပ်စုတွေကနေပြီးတော့သူ့အုပ်စုကိုအုပ်စုဆိုပြီးမှအားပြိုင်မှုတွေအဲ့ဒီမှာတော့ကိုကြီးကြီးမားဖြစ်နေတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရတယ် public ဆိုတော့ဒီအားပြိုင်မှုကဘလို့ဖြစ်သွားလဲဆိုလို့ရှိရင်မအလရဲ့လူယုံတော့ เนาะလုံယုံတော်တွေကိုဆက်တော့ခန့်တယ်เนาะခန့်တယ်အဲ့ဒါကဘာဖြစ်လဲဆိုလို့ရှိရင် DSA 35အခုကာချက်ဝါတော့35အပိုက်စင်တော်တော့နောက်ကျတယ်အခုမန်အလာရဲ့လူယုံတော်เนาะဘိုလ်ချုပ်ကြီးကျော်စော်လင်းဆိုတဲ့လူကနေပြီးတော့ချေရီလေးညီနိုင်ရင်မှမှနေပြီးတော့ထားတယ်ဆိုတော့အစ်ပဲတော့ဒီထိပ်ပိုင်ကောင်းဆောင်ဖုံးရောက်မှာဒီမာလာမာလာပြလို့ရှိတာဒုချုပ်စိုးဝင်နော်ဒုချုပ်စိုးဝင်ပြလို့ရှိရင်တော့အခုနကဘိုလ်ချုပ်ကြီးနော်ဒုတိယဘိုလ်ချုပ်ကြီးနော်ကျော်စော်လင်းဖြစ်တယ်နော်ကျော်စော်လင်းဖြစ်တယ်ဆိုတော့အခုကဒီဒုချုပ်ကို ထားပြီးတော့ခုနကသူ့ရဲ့လူယုံတော့เนาะလူယုံတော့ခုနကဒူတရားဘူချုပ်ကြီး နော်ကြော်စော်လေးကိုနေပြီးတော့ဒါလိုက်ဆက်သွင်းမှုလုပ်တယ်ခုနကစွင့်ကိုဘေးဖိထားတယ်နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်တဲ့ခါကျတော့နော်အဲ့လိုမျိုးအုပ်စုကွဲသွားတယ်နော်အဲ့ဒီမှာဒီမာလာရဲ့အုပ်စုကချုပ်ရဲ့နော်အုပ်စုစသဖြင့်အုပ်စုတွေကွဲပြီးတော့အပြိုင်မှုတွေဖြစ်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်နော်ခုနကဒူတာတေးနော်ဒူတာတေးကသူ့ရဲ့သမတာသက်တမ်းမှာမေးဆွေတယ်နော်မေးဆွေတဲ့ခါကျတော့ဘာပြောလဲဆိုလို့ရှိရင်ငါသမတာဖြစ်လို့ရှိရင်ဒီဖိလစ်ပင်းမှာရှိတဲ့ ဒီရာဇဝင်ကိုင်းတွေခုနကမုံရစေဝါတွေကိုเนาะအကုန်နေနေမယ်ဆိုပြီးမှသူတို့မိတ်ဆွေမှုနဲ့သူတို့တက်လာတယ်เนาะတက်လာတယ်တက်လာတဲ့ခါကျတော့အဲ့ဒီမှာသူတမတာဖြစ်လာတယ်တမတာဖြစ်လာတဲ့ခါကျတော့သူ့ရဲ့เนาะဂတိအတိုင်းပဲအဲ့ဒီမုံရစေဝါတွေကိုနေနေတယ်နေနေတဲ့ခါကျတော့အဲ့ဒီမှာအကုန်ဖတ်တာเนาะအကုန်ဖတ်တာအဲ့ဒီလုံးတဲ့လူဟူသမ ्या ကိုအကုန်ဖတ်တာတိုင်းလူပေါင်းသုံးသောင်းကျော်သွားတယ်เนาะသုံးသောင်းကျော်သွားတယ်ဆိုတော့အဲ့ဒါကို ICC ကဖမ်းမရန်ထုတ်တယ်ဖမ်းမရန်ထုတ်တဲ့ခါကျတော့အခုသူလည်းပြုတ်သွားပြီเนาะတမတာမဟုတ်တော့ခဲ့ကြတော့တမတာလည်းရာထုတ်မရှိတော့ဘူးเนาะမရှိတဲ့ခါကျတော့เนาะ ူသွားပြီးတော့နိုင်ငံခြားကိုခေးထွက်တယ်ပြန်လာတယ်ခုနကမနီလာဒီစိတ်မှနေပြီးတော့သူကိုဖမ်းလိုက်တယ်နော်ဖမ်းလိုက်တယ်အဲ ICC ကဖမ်းရန်ထုတ်ထားတဲ့ Interpol ရဲ့ဒီနိုင်ငံနိုင်ငံတကာရဲကနေပြီးတော့အဲ့ဒီမှာဝင်ပြီးတော့ဖမ်းလိုက်တယ်နော်ဖမ်းလိုက်တဲ့အခါကျတော့ဒီနေ့နယ်သာလန်နိုင်ငံ The Hague မြို့ကိုလေပြီးတော့ပို့ပြီးနော်ပို့ပြီးအဲ့ဒီ video fan ကနေပြီးတော့ကျွန်တော်တို့တွေ့ရနေမယ်အဲ့ဒီ video fan ကိုကျွန်တော်ခုနကပြောတဲ့ channel မှာပေါ်ပြီးတော့ကြည့်ပါဆိုတော့အဲ့ဒီမှာသူ့ရဲ့ဆွေမျိုးတွေသူ့ရဲ့ မိမတွေဖြစ်မှာပေါ့နော်ငုံတန်တွေတော့ကျွန်တော်တို့ကြားရတယ်ဆိုတော့မအလာပဲကျန်တော့တယ်နမအလာပဲကျန်တော့တယ်မအလာလည်းတော့ရေးရေးတင်းတင်းထွက်တာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ဘင်မာသွားပြီးတော့ဖန်းခံရမယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့မသိဘူးအခုလောလောဆယ်တော့သူ့ရဲ့ case ကသူ့ရဲ့ဒီပြဿနာကဒီ interpol ရဲ့ရေးလက်ထက်မှာမရောက်သေးဘူးတပ်ပုံနဲ့တကွာသူမရောက်သေးဘူးမရောက်တဲ့ခါကျတော့သူသွားလာလို့ရသေးတယ်ဆိုတော့ခုနကဒီအချက်လက်တွေကလုံး interpol ရဲ့ဒီအချက်လက်တွေမှာကလုံးရပြီဆိုလို့ရှိရင်တော့ မလာလည်းပြီးအချင်းပဲလေးစိတ်မှာဖန်ခံလဲဆိုတာတော့ကျွန်တော်တို့စောင့်လို့ချေးအောင်เนาะအနည်းအမြန်တော့ရှိမှာပေါ့ဆိုတော့ဒူတာဒီသူ့ရဲ့တမတာတက်တမ်းမှာတော့ဖန်လို့မရဘူးပေါ့เนาะသူဘာမှအာဏာမရှိတော့ဘူးပါစိတ်မှမရှိတော့ဘူးဆိုလို့ရှိရင်တော့သူကတော့ဖန်ခံရမှာပဲเนาะဒါတိပြရတော့เนาะသူကတော့ဒီအချင်းဖန်ခံရမှာလဲဆိုတဲ့ဟာကိုတော့မလာလေးကိုကျွန်တော်တို့စောင့်ချေးဖို့ပဲရှိတော့တယ်နောက်တစ်ခုကမွန်ပြင်းရေးမျိုးနေမှာဆိုလို့ရှိရင်တော့ကွန်ဒူဂျေးရွာရဲ့ထိတ်မှရှိတဲ့စက္ကဆိုင်ရဲ့ ကင်ဘုံဝတ်တဲ့စခန်းကိုနေပြီးတော့အဲ့ဒီမှာဝင်ပြီးတော့တိုက်တယ်အဲ့ဒါကရေဘလုဖွဲ့တယ်နော်ရေဘလုဖွဲ့ဝင်လာတဲ့အခါကျတော့ဟိုဖက်ကလုံးဝခံပြီးတော့ပြည့်ရဲတဲ့လူမရှိဘူးနော်အကုန်လုံးဖျက်ပြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ရေဘလုရေဘလုကလည်းပထမကတော့ဒေါ်နာမီကြီးတယ်နော်နာမီကြီးတယ်ရေဘလုရေဘလုရေဘလုဆိုပြီးတော့နာမီကြီးသွားတယ်ကြီးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ NUJ MOD mood အောက်မှာသူဝင်သွားတယ်နော်ဝင်သွားတယ်ဝင်သွားတဲ့နောက်ပိုင်းမှာတော်တော်ကိုပျောက်သွားတယ် ရောက်တော့လည်းနောက်ထပ်ပြီးတော့နာမည်တလုံးနဲ့ထပ်ပြီးတော့ထွက်လာတယ်အဲ့ဒါကနာမည်ဆိုနဲ့ထွက်လာတယ်ဘာဖြစ်ဆိုတော့ဒီပြူစောတီတယောက်ကိုသူတို့ဖမ်းတယ်ဖမ်းပြီးတော့နောက်ပိုက်ပါရဲရဲဆက်ဆက်တက်ဖြတ်တယ်ဆိုတော့နော်ထွက်ဆုံမှုတော်တော်ကိုနော်ကြည်ကြည်လောင်ထွက်လာတယ်ဆိုတော့သူ့ကိုဖမ်းပေးစေချင်တယ်နော်ဖမ်းစေချင်တယ် နော်တိတိရောက်အေးယူစေခြင်းနဲ့စသည်ဖြင့်ဒီလိုအကြောင်းအရာတွေအများကြီးထွက်သွားတယ်ထွက်သွားတဲ့နောက်ပိုင်းမှာတော်ကိုပျောက်သွားတယ်သူဆိုတော့လူတွေက NUG ကိုတိုင်တယ်ဘာလို့ဆိုတော့ NUG ရဲ့ MOD မူအောက်ထက်မှဝင်သွားတာဆိုတော့ NUG ကဖြည့်ရှင်းရမယ်ဆိုပြီးမှအဲ့လိုမျိုးတည်တင်းထွက်လာတယ်ထွက်လာပြီးတဲ့နောက်ပိုင်းမှာနော် NUG ကဘာမှအေးမယူဘူးဆိုတဲ့ဟာကို ထပ်ပြီးတော့တတိယနဲ့ထွက်လာတယ်ပြီးလို့ရှိရင်တော့အခုထပ်ပြီးတော့နာမည်စပြီးတော့ထွက်လာပြီနော်ထွက်လာပြီဆိုတော့ရေးမျိုးမှနေပြီးတော့သွားပြီးတော့တိုက်တာတို့ရေးမျိုးမှနေပြီးတော့ချောင်းတခင်စစ်ဆေးတာတို့အခုကင်းမိုးတဲ့လူတွေကိုနေပြီးတော့သွားပြီးတော့တိုက်တာတို့စသည်ဖြင့်ဒီအရာတွေကိုနေနေနော်တတိယမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ကျင်းနေထိုးကြီးနော်နထိုးကြီးအဲ့ဒါကမန္တလေးတိုင်းမှာရှိတယ်အဲ့ဒီမှာနထိုးကြီးတိုက်ပွဲရလဲတော်တော်ကိုနော်လူမှုကွန်ရက်ပေါ်မှာတတိယမီဒီယာတွေမှာဒီတတိယဓာတ်ပုံတွေပြီးလို့ရှိရင်တော့ ဒီဗီဒီယိုကိုလုံနေပြီးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဗီဒီယိုက5မိနစ်လောက်ရှိတယ်နော်5မိနစ်လောက်ရှိတယ်ဆိုတော့အဲ့ဒီဗီဒီယိုကိုနေပြီးတော့ကျွန်တော်ဒီ channel မှာတင်ထားပေးမယ်ဒါပေမဲ့ဒီ channel မှာအခုကကျွန်တော်ဟိုကတော့တင်ထားပေးပြီနော်ဒူတာဒေးနော်ဒူတာဒေးဖိလစ်ပင်တမတာဟောင်းဖိလစ်ပင်ရဲ့တမတာဟောင်းဒူတာဒေးကနေပြီးတော့ ICC တရားရုံးကနေပြီးတော့ဖမ်းတယ်နော်ဖမ်းတဲ့ဗီဒီယို เนาะတကယ်ဗီဒီယိုဒီလေစိတ်မှာဖမ်းတဲ့ဗီဒီယိုเนาะအဲ့ဒါကိုနေပြီးတော့ကျွန်တော်ဒီ channel မှာတင်ထားပေးတယ်ဆိုတော့ခုနကဒီနှထိုးကြီးရဲ့တိုက်ပွဲအကြောင်းကိုလည်းအဲ့ဒီဒီ channel မှာကျွန်တော်တင်ပေးမယ်ဒီဗီဒီယိုနဲ့ အဲနိုင်ဝဲလောက်กว่าမယ်နိုင်ဝဲလောက်กว่าမယ်ဆိုတော့ဒီကျွန်တော်ရဲ့ဒီ channel တွေကိုနေပြီးတော့ subscribe လုပ်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်တာ ਨੇ message တွေကိုနေပြီးတော့ရောက်มาဖြစ်တယ်ဆိုတော့အခုဒီနှထုံးကြီးมาဆိုလို့ရှိရင်အားကဘယ်လောက်ရှိလဲဆိုလို့ရှိရင်တရာနီးပါเนาะတရာနီးပါရှိတယ်အဲ့ဒါကိုနေပြီးတော့ဒီဖက်ဒေါ်လာရဲ့အဖွဲ့တွေ ਨੇ တော့တိုက်တဲ့ခါကျတော့အဲ့ဒီမှာတော်တော်ကိုအချိန်မှုခံလာရတယ်เนาะအဲ့ဒီမှာဆိုလို့ရှိရင်တော့အဲ့ဒီဘုံမှုကြီး နော်အောင်ကိုကိုဆိုတဲ့လူတယောက်ပါတယ်အဲ့ဒါမှာဘူဘူကြီးနော်ဘူကြီးအောင်ကိုကိုဆိုတဲ့လူတယောက်ပါတယ်ဆိုတော့ဆေးလျောက်ကိုအရှင်ဖမ်းမိတယ်နော်ဖမ်းမိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့သေတာက25ရောက်ဖေးတယ်နော်တနတ်အလက်ပေါင်းက40လေးလိုက်ရတယ်နော်အဖက်ခံတဲ့အထက်မှာနော်အဖက်ခံတဲ့အထက်မှာဘူကြီးရဲ့ဘူမှုရဲ့နှစ်ယောက်ပါတယ်နော်ဘူကြီး ောင်ကိုကိုဆိုတဲ့လူတယောက်ရဲ့ဘုံမူနောက်တစ်ယောက်ကဘုံမူဝင်လိုက်ဦးဆိုတဲ့လူတယောက်နှစ်ယောက်ပါတယ်နော်အဲ့ဒီဆေးလျောက်ထဲမှာဆိုတော့တော်တော်ကိုအချိန်မှုခံရတယ်ဆိုတော့ဘုံမူတို့ဘူကြီးတွေတောင်မှနော်အဲ့ဒီမှာအချိန်မှုခံရတဲ့ဖန်စီခံရတယ်ဆိုတာကတော်တော်ကိုမရှုမလကြတဲ့ ပွဲတပွဲဖြစ်တယ်နော်တကယ်ပွဲကြီးပွဲကောင်းမယ်ဆိုတော့9မိနစ်လောက်ရှိတယ်9မိနစ်ရှိတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကိုဒီ channel ခုနကကျွန်တော်ပြောတဲ့ channel မှာကျွန်တော်တို့သွားကြည့်လို့ရတယ်နောက်တစ်ခုကမလာမလာကရုရှားကိုသွားတယ်ဘယ်လိုလိုကိုသွားတယ်ပြန်လာတယ်တင်းစားရှင်းလင်းပွဲလုပ်တယ်နောက်ဆိုရွေးကောက်ပွဲအကြောင်းပြောတယ်စသဖြင့်စသဖြင့်နော်ဒီအကြောင်းရယ်တွေကထပ်နေတာပဲနော်ဆိုတော့အခုက နော်မာလာကဟုတ်ဖက်မှာရုရှားနဲ့ပြန်လာတာနဲ့ပြန်လာတာနဲ့အဲ့ဒီမှာနေပြီးတော့မှနေပြီးတော့ဒီရုပ်ကိုယ်စလေတယောက်ရောက်လာတယ်နော်ဒီရုပ်ကိုယ်စလေကလည်းအပူတပြင်းပဲနော်ဆိုတော့ခက်ဆစ်စိတ်ဒီမာလာကဟုတ်ဖက်မှာဒီရုပ်မှာသွားတယ်ပြန်လာတယ်ရုရှားကိုသွားတယ်ဘယ်လိုလိုကိုသွားတယ်ပြန်လာတယ်ပြီးလို့ရှင်တော့အခုဒီရုပ်ကိုယ်စလေကနေပြီးတော့ ဒီနေ့ပြီတော့မှလာပြီးတော့ဆွေးနွေးတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီလာမို့ဟာဆိုလို့ရှိရင်ဘာအတွက်လာတယ်လဲဆိုလို့ရှိရင်နေဆက်နေဆက်ရေးရအကြောင်းတွေဆွေးနွေးတယ်ပြီးလို့ရှိရင်တော့ဒီပြည်တွင်းရေးမှာဆိုလို့ရှိရင်ညီချမ်းရေးကိုရရှိဖို့အတွက်เนาะအဲ့ဒီမှာသူကူညီဖို့เนาะစသည်ဖြင့်ဒီအရာတွေကိုဆွေးနွေးတယ်နေဆက်အဓိကတော့နေဆက်တည်ငြိမ်ရေးเนาะတည်ငြိမ်ရေးအတွက်เนาะပြည်တွင်းစစ်တွေချုပ်နှိမ့်ရေးအတွက်เนาะ အဒီမှာကျွန်တော်တို့ပူပေါင်းပြီးတော့ဆောင်ရွက်မယ်ဆိုတဲ့အစီအစဉ်ကိုသူတို့ဆွေးနွေးတယ်ဆိုပြီးမှမဟာလာကထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြန်ကြည့်တဲ့အခါကျတော့ဒိုဝေစီမန်ဂိမ်းကိုနေပြီးတော့သူတို့ကလက်မှတ်ထိုးဖြစ်တဲ့ရုရှားနဲ့ဆိုတော့တရုတ်ကနိုင်ငံခြားကဘယ်နိုင်ငံမှမြန်မာနိုင်ငံကိုမောက်ပန်စီးတာသူလုံးဝမကြိုက်ဘူးเนาะသူစီးကိုစီးရမယ်เนาะသူပဲအပိုင်ဖြစ်ရမယ် သူပဲကြိုက်တယ်လို့ခြေလေရမယ်။နောက်တခြားနိုင်ငံကဝင်တဲ့ဟာကိုသူမကြိုက်ဘူး။ဆိုတော့ရုရှားမှာသွားတဲ့အခါကျတော့သူ agreement တွေအများကြီးသူလက်မှတ်ထိုးတာကျွန်တော်တို့တွေ့ရတယ်။ဆိုတော့တရုတ်ကြတော့ဒီ G2G လို့ခေါ်တဲ့အစိုးရကိုအစိုးရချင်းနော်ဆက်ဆံတဲ့ပုံစံမျိုးမရှိဘူး။ရုရှားက G2G လို့ခေါ်တဲ့အစိုးရကိုအစိုးရကနေပြီးတော့အဲ့လိုမျိုးဆက်ဆံတဲ့ပုံစံမျိုးနဲ့ခေါ်တာဖြစ်တယ်။ဆိုတော့ဒီရုရှားနဲ့ဒီမာလာနဲ့ဆက်ဆက်ဆက်နွယ်မှုကပိုပြီးတော့ရင်းနှီးမှုတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကို တာကောကြီးကနေပြီးတော့မကျင်တဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်เนาะအဲ့ဒီမှာသူတို့ဆွေးနွေးတာဘယ်လိုဆွေးနွေးလဲဒါပေမဲ့အဓိကသူတို့ပြောထားတာကခေါင်းစည်းကတော့ကျွန်တော်တို့နေဆက်ဒီညီရဲ့အတွက်ဆွေးနွေးတဲ့ဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်လာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါကတရုတ်ကိုယ်စားလှယ်တယောက်เนาะအဲ့ဒီမှာပြန်ပြီးတော့လာတယ်เนาะလာတယ်အဲ့ဒါကချွန်ချွန်တချွန်ချွန်ကနေပြီးတော့ဒီမြန်မာနိုင်ငံကိုလာတယ်အဲ့ဒါကတရုတ်ကိုယ်စားလှယ်တယောက်ဖြစ်တယ်เนาะဆိုတော့ ဒီအချင်းရတွေကနေပြီးတော့ဒီရုရှားနဲ့ဒီတရုတ်နဲ့ဒီမအလာနဲ့ဆက်ဆက်မှုဆက်နွယ်မှုဟာဆိုလို့ရှိရင်တတွင်ချေတွေ့ရတယ်ဆိုတော့ဒီဖက်ကဒီဒေါ်လာရဖွဲ့ကသူ UNG လို့ခေါ်တဲ့သူ့သူအစိုးရလို့ခံတဲ့အဖွဲ့ကတော့ဘယ်နိုင်ငံမှနော်ထင်ထင်ရှားရှားအဲ့လိုမျိုးကျွန်တော်တို့လုံတာမတွေ့ရဘူးနော်ကျွန်တော်တို့အမေရိကကိုအားကိုးလဲအားကိုးလဲအောက်ကိုးလဲနောက်ဆုံးကြတာဒေါ်နယ်ထရန့်လက်တက်လက်တက်ရအကုန်လုံးအမှန်စားပြီနော်အကုန်ပိတ်တာနော်ပိတ်တာဆိုတော့ဒီဖက်မှာတော့ဆွေယုံမှုရှိပြီးတော့နော်ဟိုဖက်မှာမအလာကတော့ သုံးလင်းနဲ့နော်နိုင်ငံတကာကနေပြီးတော့သူ့ကိုဖေးထားတယ်ဒါပေမဲ့အခုနော်ထပ်တော့တက်လာတာကတကယ်နော်သူ့ကိုထောက်ခံတာကနိုင်ငံမြန်မြန်ဆဆမရှိဘူးနော်တရုတ်ရဲ့ရုရှားရဲ့ဆိုတော့အခုကဘယ်လိုလိုနိုင်ငံတနေငံတိုးလာတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကမလာဖက်ကတော်တော်ကိုတိုးနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဒီဖက်က NUG ဖက်ကတော့ကျွန်တော်တို့အနှုတ်လက္ခဏာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကဒီမလာရဲ့ဒီရုရှားခီးစင်ပြည်တဲ့နောက်ပိုင်းမှာတရုတ်ရဲ့ဒီကိုယ်စားလှယ်တယောက်လာတဲ့အကြောင်းဖြစ်တယ်နောက်တစ်ခုကစာဒီ KIA နဲ့ဒီ TNL ရဲ့ နော်ကျွန်တော်တို့ပြဿနာနော်ပြဿနာအဲ့ဒါကဒီခိုင်နော်ကိုယ်ခိုင်မှာရှိတဲ့ဒီ KN ရဲ့ဆက်ဆံရင်းရုံးကိုနေပြီးတော့ဒီ TNL ကအင်အားသုံးပြီးတော့ဝင်ပြီးတော့အဲ့ဒီမှာဖြည့်ဆည်းတယ်စီးနှင်းတယ်ရိုင်းထည့်တယ်ထိုးချိတ်တယ်နော်ထိုးချိတ်တယ်ဆိုတော့အဲ့ဒီ video file ကျွန်တော်တို့တွေ့ပါလိမ့်မယ်နော်တွေ့ပါလိမ့်မယ်ကျွန်တော်တင်ထားပေးတယ်နော်တင်ထားပေးတယ်ဆိုတော့ ဲ့ဒီမှာဆိုလို့ရှိရင်တော့အခုကဘယ်လိုဖြစ်လာလဲဆိုလို့ရှိရင်ဒီကေရင်ကတော်တော်တင်းသွားတယ်နော်တင်းသွားတယ်တင်းသွားတဲ့ခါကျတော့အခုမကွေးမှာဆင်းနေတယ်အရင်ကတည်းကနေဒီအာနာတိမတဲ့နောက်ပိုင်းမှာဒီမကွေးဖက်မှာသူတို့ကဆင်းပြီးတော့အရာရှိတွေစစ်သားတွေတချို့အဲ့ဒီမှာဆင်းပြီးတော့ကွေးနေတယ်နော်ကွေးနေတယ်ဆိုတော့အဲ့ဒီလိုတွေကအခုခေါ်လိုက်ပြီနော်ခေါ်လိုက်ပြီးတော့ဘို့ဘို့ပြန်ခေါ်တယ်ခေါ်ပြီးမှအခု KIA ရဲ့တပ်မဟာလေးအခုဖြစ်တဲ့ဟာကနော်တပ်မဟာလေးနော်တပ်မဟာလေးမှနေပြီးတော့ခေါင်းပို့မယ်နော်အဲ့ဒီမှာပို့မယ်ခေါင်းစီစဉ်နေပြီနော်စီစဉ်နေပြီဆိုတော့ခုနကမကွေး အဲ့ဒီမကွေးကိုဘယ်သူတာဝန်ယူလဲဆိုလို့ရှိရင် AI ကတာဝန်ယူတယ်ဘာဖြစ်ဆိုတော့ကျွန်တော်တို့ကွေးတို့ကိုတို့ ARD တို့စသဖြင့်ဒီသုံးခုကိုနေပြီးတော့အဲ့ဒီ AI ကဝင်တဲ့အခါကျတော့ AI ကိုတာဝန်ထွက်လိုက်တယ်ပြီးလို့ရှိရင် KIA ရဲ့အဲ့ဒီဘိုးတွေကျတော့เนาะပြန်ပြီးတော့နောက်ဆုတ်သွားတယ်เนาะအဲ့ဒီဘိုးကိုပြန်သွားတယ်ဆိုတော့ဘိုးကိုပြန်သွားတယ်အဓိကအကြောင်းရင်းက ဒီ TNL နဲ့ချဖို့ပဲเนาะ TNL နဲ့ချဖို့ပဲဆိုတော့အခုပြည်သူလူထုရဲ့စစ်တမ်းတွေကောက်နေတယ်ကောက်လို့တကယ်တဲ့ပြည်သူလူထုတွေရဲ့စစ်တမ်းကဖြုတ်ပါဆိုလို့ရှိရင် TNL ကိုအမြင့်ဖြုတ်တော့မယ်เนาะအမြင့်ဖြုတ်တော့မယ်ဆိုတော့ဒီနေ့က TNL ကထုတ်ပြန်လာတယ်เนาะထုတ်ပြန်လာနေနေတော့ကြောက်လို့ပုံစံဖြစ်သွားတယ်เนาะဆိုတော့သူရဲ့ဘိုဟိုအဆင့်တွေးမယ်သူတို့เนาะဘိုဟိုအဆင့်တွေးမယ်ဆိုပြီးမှ TNL ကနေပြီးတော့ကျွန်တော်တို့ဒီနေ့ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ ဒီ KIA ရဲ့ညှိနှိုင်းရေးရုံးပေါ်နေပြီးတော့ဖွင့်တယ်။နောက်ဖွင့်ပြီးတော့ကျွန်တော်တို့ဗဟိုအစင်းသူတို့ဆွေးနွေးပြီးလို့ပြောတယ်။ဆိုတော့ကိုကွက်ခိုင်မှာရှိတဲ့ဟာကညှိနှိုင်းရေးရုံးပေါ်နေပြီးတော့တင်ပိုက်လိုက်တာ။နောက်ပြန်ပြီးတော့ဖွင့်မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီကတော့ပြန်ပေးလိုက်ရတယ်မပေးဘူးဆိုရင်နောက်ဒီပြဿနာကအကြီးကြီးဖြစ်မယ်။ဆိုတဲ့ခါကျတော့အခု TNL ရဲ့ထုတ်ပြန်ချက်အရကျတော့အခုနောက်က KIA ရဲ့ဆက်ဆံရေးရုံးကိုပြန်ပေးရမယ်။နောက်ပေးပြီးမှသူတို့အဲ့ဒီမှာပေးပြီးမှသူတို့ညှိနှိုင်းမယ်။တကယ်လည်းမပေးဘူးဆိုလို့ရှိရင်ဒီပြဿနာကအကြီးကြီးပဲနော်။အကြီးကြီးပဲ။ဆိုတော့သူတို့ပေးဖို့ အခြေအနေရှိတယ်တရားနာတွေကထုတ်ပြန်တယ်အတိတ်ပြရတော့သူတို့အလျှော့ပေးတယ်နော်အလျှော့မပေးလို့ရှိရင်သူတို့လည်းပြောင်းမှာပဲနော်အဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့ တကယ်နိုင်ရင်တည်းအနယ်လေးရဲ့ပြဿနာကြီးကြီးဘလို့ဖြစ်ဘလို့ဖြစ်လာအောင်လဲဆိုတော့ကျွန်တော်တို့ဆက်လို့ကြည့်ရတော့သူတို့ဆွေးနွေးမှုမအောင်မြင်ဘူးဆိုလို့ရှိရင်တိုက်ပွဲရတော့အကြီးကြီးပဲအဲ့ဒီမှာနော်ဆိုတော့အဲ့ဒီတည်င်းကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ AA ကတော့မကွေးကိုတာဝန်ယူမယ်အခုမကွေးရဲ့ပကိုးရဲ့ ARDD ရဲ့တိုင်းရဲ့ကြောက်ဖြူရဲ့ကျွန်တော်တို့ဒီစစ်တွေကိုတိုက်နေတယ်နော်ကြောက်ဖြူမှာလည်းတော်တော်ကာကင်းနေရပြီဆိုတော့စက္ကဆာလည်းအရောက်ပေါင်း600ကြောက်ပြန်ပြီးတော့ထပ်ပြီးတော့ပို့တယ်လို့ကိတွေကိုနော်ဒီကြောက်ဖြူမှာဆိုတော့အခုစစ်တွေမှာကလည်းနော်နော်ရွှေမင်းကံမှာဒီစက္ကဆာနဲ့တကယ်တိုက်ပွဲကြီးကြီးဖြစ်သွားပြီအဲ့ဒီပြရတော့အဲ့ဒီမှာရွှေမင်းကံမှာ ရှိတဲ့ဒီရေတက်ကိုသူတို့ကဝင်စီးနေတယ်ဆိုတော့အဲ့ဒီမှာရှိတဲ့လူတွေကခုနဆက်ခဆိုင်လူတွေကမနေရတော့မနေရတဲ့ခါကျတော့ပြန်သွားလဲဆိုလို့ရှိရင်ခုနကဓာတ်ခဆကိုခုလုံးဆုတ်သွားလဲဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီကတော့ swimming gun မှနေပြီးတော့ဒီ A ကဝင်စီးသွားပြီနော်ဝင်စီးသွားပြီအဲ့ဒီမှာဆက်ခဆတဲ့မနေရတော့ဘူးမနေရတဲ့ခါကျတော့တကယ်ဌာနချုပ်ဖြစ်တဲ့နော်ဓာတ်ခဆကိုနေပြီးတော့အကုန်လုံးပေါင်းသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့မကြမင်းနော်ဒီစစ်တွေလည်းကြာမှာပဲကြောက်ဖြူလည်းကြာမှာပဲနော်မကြဘူးဒီမိုးမကုန်ပါဘူးနော်ဒီမိုးမကုန်ဘူး နော်ကျွန်တော်ရခံမှတ်ချက်ပေါ့ဆိုတော့ဒီနေ့မတ်လ17ရက်နေ့မှာတတိယမီဒီယာနေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ